အဲ့တော့ကောင်းပြီဒီတုတ်တံမှာတော့မြတ်စွာဘုရားကရှင်းရှင်းလေးဟောထားတာရဟနာဖြစ်ဖို့ခြင်းမှုအတွက်တရားရှာကိုမှတွေ့လို့ဆိုတဲ့အတိုင်းကိုခန္ဓာကိုမှပြန်ပြီးတော့အာယုံဆိုင်ထားမယ်လူတွေမှာတမအားဖြင့်ကြည်လိုက်လို့ရှိရင်ရူပခန္ဓာလို့ဆိုတဲ့ကိုကာယကြီးတစ်ခုရှိတယ်အစုဝေကြီးတစ်ခုရှိတယ်အဲ့ဒီနောက်မှာခံစားမှုအစုဝေဆိုတဲ့ဝေဒနာခန္ဓာ အာယုံကိုမှတ်သားမှုအစုဝေးဆိုတဲ့တင်ညက်ခန္ဓာဖန်တီးမှုအစုဝေးဆိုတဲ့တင်ခါရခန္ဓာတိမှုအစုဝေးလို့ဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာအဲ့ဒီခန္ဓာ၅ပါးဆိုလိုတာကဘုန်းကြီးတို့တို့ရဲ့ဘဝကိုခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတာဖြစ်တယ်ဒါအကုန်ပဲဒီတယ်မပေါ်ရူပခန္ဓာဆိုတာဒီတယ်ချဲ့လိုက်ရင်မျက်စိနားနာလျှာကိုဒါရူပခန္ဓာ မျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ရှိတယ်ဟောဒါရူပခန္ဓာတို့ချမ်းမြေအားဖြင့်ဒီလိုမှတ်လို့ရခန္ဓာမှုတွေမသားမှုတွေဖန်တီးမှုတွေနော်စိတ်ထဲမှာအာယုံကိုတိမှုတွေလို့ဆိုရင်နံပိုင်းဆိုင်တာတရားတွေအဲ့ဒါတွေကိုနံပါတ်1 ရှုထောင့်၃မျိုးကအမှန်တိုင်းမြင်ရမယ်အမှန်တိုင်းသိရမယ်ရှုထောင့်၃မျိုးလို့ဆိုတာလက္ခဏာ၃ရပ်ကိုပြောတာလက္ခဏာဆိုတာအမှန်သားပဲအဲ့ဒီယုတ်တရားပဲဖြစ်ဖြစ်နန္တရားပဲဖြစ်ဖြစ်ဘယ်ဟာမှတည်မြဲတာမရှိဘူးသာဝရပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ဖြစ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားတဲ့သဘောရှိတယ် ဖြစ်ပေါ်လာပြီးတဲ့နောက်မှာလောဘပျောက်ကွယ်သွားတဲ့အနေထားမျိုးအနေဆလို့ခေါ်တာပဲနော်အနေဆအဲ့ဒီအနေဆဖြစ်မှုပြမှုတွေနဲ့ဒီအရာသင်္ခါရဆိုတဲ့တရားတစ်ခုဟာအမြဲတမ်းဖြစ်ပြီးအမြဲတမ်းပြည့်နေတာကြီးကအနောက်အချက်တွေပေးနေတာဖြစ်သောကြောင့်ခြေနှက်ဆရာမကောင်းတဲ့ဒုက္ခ အဲ့ဒီจิตတ်ဆရာမကောင်းတဲ့ဒုက္ခကြီးကိုကိုယ်အနေနဲ့ဆွမ်းဆောင်နိုင်မှုမရှိဘူးကိုယ်ဆန္ဒအတိုင်းတစုံတစ်ခုဖြစ်အောင်လုပ်ချင်လို့မရဘူးကိုယ့်ရဲ့အလိုဆန္ဒအတိုင်းဘာတစ်ခုမှမဖြစ်ဘူးလို့ဆိုတာအနတ္တာတဲ့အဲ့ဒီရှုထောင့်၃ခုနဲ့ရုပ်တရားဒုရဲ့တဏ္ဍမှာရှိတဲ့ရုပ်ခန္ဓာရူပခန္ဓာဝေဒနာခန္ဓာသင်္ကြန်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာ ဒီခန္ဓာ၅ပါးကိုရှုမြင်သုံးသပ်တတ်ရမယ်မြင်ရမယ်လို့ဆိုတာဒါယန္နာဖြစ်ဖို့ခြင်းစဉ်ဆိုတာဒါပဲတခြားမဟုတ်